မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇူလိုင်လ31ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်စကမ်းသိပ်တပ်ပွဲသတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့ မန်စူဇေဒီမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်စခန်း AD Tollgate စခန်းအပါအဝင် စစ်ကောင်စီရဲ့တိုက်ရင်၅ခုကို MNDA ကသိမ်းပိုက်နိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ30ရက်နေ့မှာ MNDA တပ်ကလာရှိုးမြို့ရက်ကွက်ရှိမန်စူဇေဒီတို့မှာခိုးအောင်းနေတဲ့အာနာသိန်းစစ်ကောင်စီတပ်ရဲ့အကျွမ်းကြံရန်သူများကိုအောင်မြင်စွာချိန်မုံနိုင်ခဲ့တယ်လို့သိရပါတယ်။2024ခုနှစ်ဇွန်လ28ရက်နေ့မွန်လယ်3:05မိနစ်အချိန်မှာ MNDA တပ်က AD Tollgate ကျော်စခန်းကိုသိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနေ့မှာပဲစစ်ကောင်စီတပ်ရဲ့စခန်းစုစုပေါင်း လေးခုကိုအောင်မြင်စွာသိမ့်ပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်စစ်ကောင်စီတပ်ရဲ့စခန်းသိမ်းတိုက်ပွဲများအတွဲမှာ MNDA ရဲ့စေဘတ်ဆိုင်ရာဝန်ထမ်းများကဒဏ်ရာရတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်စစ်တုံးမန်းများအတွက်ဒဏ်ရာအခြေအနေရဲ့ပြန်လည်ကောင်းမွန်မှုကိုစစ်ဆေးပေးပြီးတော့စေကူတာမှုများကိုပေးခဲ့တယ်လို့သိရပါတယ်။ဇူလိုင်လ30ရက်နေ့မှာလာရှိုမြို့ရမခတိုင်းစစ်ဌာနချုပ်မှာတိုက်ပွဲများအပြင်းထန်ဖြစ်ပွားနေပြီးတော့မိလောင်ကျွမ်းမှုများလည်းဖြစ်ပေါ်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးအရှိမြောက်တိုင်းစစ်ဌာနချုပ် area အတွင်းမှာရှိတဲ့စစ်ကောင်စီရဲ့လက်နက်တိုက် short တုံထိမှန်ပြီးတော့မီးလောင်ကျွမ်းခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ30ရက်နေ့မနက်ပိုင်းမှာလာရှိုးမှာရှိတဲ့ရှမ်းမြောက်တိုင်းစစ်ဌာနချုပ် area အတွင်းတိုက်ပွဲများအပြင်းထန်ဖြစ်ပွားခဲ့ပြီးတော့တော်လိုင်းတပ်များကပြစ်ခတ်လိုက်တဲ့ short တုံများကြားရောက်ပောက်ကွဲခဲ့ပြီးတော့မီးလောင်ကျွမ်းခဲ့တယ်လို့သိရပါတယ်။ဇူလိုင်လ29ရက်နေ့ကစတင်ပြီးတော့ MNDA ဦးဆောင်တဲ့တော်လိုင်းတပ်များကရှမ်းမြောက်တိုင်းစစ်ဌာနချုပ်ကိုစတင်တိုက်ခိုက်ခဲ့ကြပြီးတော့တိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့သိရပါတယ်။ဇူလိုင် ိုင်လ30ရက်နေ့မနက်အစောပိုင်းကစတင်ပြီးတော့တိုက်ပွဲများအပြင်းထန်ဖြစ်ပွားကမနက်10နာရီခွဲအချိန် short တိုက်တုံး10လုံးထက်မနည်းအရှိမြောက်တိုင်းစစ်ဌာနချုပ်အတွင်းထဲကိုကြားရောက်ထိမှန်ခဲ့ကြောင်းသိရှိရပါတယ်။စစ်ကောင်စီရဲ့လက်နက်တိုက်ဟာ MNDAA ရဲ့ short တိုက်တုံးထိမှန်ခဲ့ပြီးတော့မီးများလောင်ကျွမ်းခဲ့ပြီးမီးခိုးလုံးကြီးများတက်လာခဲ့ကြောင်းသိရှိရပါတယ်။ဇူလိုင်လ30ရက်နေ့မနက်10နာရီခွဲဝန်းကျင်မှာရမခတိုင်းယုံထဲကို short တိုက်တုံးတွေ10လုံးလောက်ကျပြီးတော့ပောက်ကွဲမှုတွေဖြစ်တယ်။ပြစ်တာကတော့ short တိုက်တုံးတွေအများကြီးပဲအဲ့ဒီထဲမှာ10လုံးက ယမခတဲ့ကိုကွက်တိကြောက်ပေါက်ခွဲတဲ့ယမခတိုင်းစစ်ဌာနချုပ်ရဲ့ပင်မအထိုင်ရုံးချုပ်နဲ့တမိုင်ပတ်လည်အတွဲမှာတိုက်ပွဲတွေဖြစ်နေတယ်ပတ်ပတ်လည်ကနေပြီးတော့ယမခကိုဝန်းရံပိတ်ဆို့ထားတာလို့စီရေးသတင်းအရေးမြေကပြောဆိုထားပါတယ် MNDA ဥဆောင်တဲ့အထူးရဲတပ်ဖွဲ့များကလည်းလာရှုံမြို့တစ်ခုလုံးမှာကင်းလဲ့နေပြီးတော့လုံခြုံရေးများကိုဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်မုံမိတ်မြို့မှာရှိတဲ့အကြံဘတ်စစ်ကောင်စီရဲ့ဘျူဟာဂုံးကို TNL ကထိုးစစ်ဆင်တိုက်ခိုက်နေပြီးတော့တိုက်ပွဲများပြင်းထန်နေကကြောင်မဲမြို့နယ်မှာစစ်ကောင်စီက112လေရင်နဲ့လက်နက်ခဲအများကိုကျဲချပို့ဆောင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ30ရက်နေ့မှာမုံမိတ်မြို့မှာရှိတဲ့မုံမိတ်ဘျူဟာဂုံးကိုမနက်6:30မိနစ်ခန့်မှာတောင်းတမတော် TNL ကစစ်ဆင်ရေးဆက်လက်ပြုလုပ်လျက်ရှိပြီးတော့အကြံဘတ်စစ်ကောင်စီရဲ့စစ်ဆင်ရေးကိုကဲမှုဌာနချုပ်စကခ27ခါလိုက်ရ38တို့နဲ့တိုက် က်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အလားတူပဲမိုးမိန်မြို့နယ်ဒိုးမင်ရွာမှာလည်းတောင်းတက်မလို့ DNL နဲ့အကြမ်းဖက်စစ်ကောင်စီတပ်စကခ27ခလာရ206တို့တိုက်ပွဲပြင်းထန်လျက်ရှိတယ်လို့သိရပါတယ်။ဒါ့အပြင်မိုးမိန်မြို့နယ်မှာတိုက်ပွဲများဖြစ်ပွားလျက်ရှိတဲ့မိုးမိန်ဘူဟာဂုံးကိုအကြမ်းဖက်စစ်ကောင်စီက1 12နဲ့ဘုံဆက်လေးလုံးလာရောက်ကျဲချခဲ့ပြီးတော့ကြောင်မဲမြို့နယ်မှာလည်းစစ်ကောင်စီတပ်ခမာရ901နဲ့902တပ်စခန်းအတွင်းကိုစစ်ကောင်စီတပ်ရဲ့1 12လေးရဲနဲ့လက်နက်ခဲယမ်းများလာရောက်ကျဲချပို့ဆောင်ပေးခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်စကန်းသိန်းတိုက်ပွဲသတင်းကတော့မန္တလေးတိုင်းစင်ကူးမြို့နယ်ရွာသားယာပြူစောတိစကန်းတိုက်ခိုက်သိမ်းပိုက်မှုမှာအကြမ်းဖက်စစ်ကောင်စီတပ်သား90ကျော်တိုက်ဆုံးပြီး90ကျော်ကိုအရှင်ဖမ်းဆီးရမိကလက်နက်ခဲရအများအများကိုတိမ်းဆီးရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ25ရက်နေ့မနက်4:15မိနစ်မှာစင်ကူးမြို့နယ်ရွာသားယာပြူစောတိစစ်ကောင်စီတပ်စကန်းကိုစတင်ပြီးတော့တိုက်ခိုက်ခဲ့ရာနှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီးတော့မနက်7:00ကျော်အချိန်ကမှ အပိသက်တိုက်ခိုက်သိမ့်ပိုက်နိုင်ခဲ့တယ်လို့သိရပါဗါတယ်အဲ့ဒီသိမ့်ပိုက်မှုအတွဲမှာအကြက်ဘက်စစ်သားနဲ့ပြူစောတိအင်အား90ကျော်တေဆုံးကစစ်သားနဲ့ပြူစောတိမိသားစုဝင်90ကျော်ကိုအရှင်ဖမ်းဆီးရမိခဲ့ပြီးတော့စင်ကူးမျိုးနဲ့ပကဖထံကိုလွှဲပြောင်းအနှံခဲ့တယ်လို့သိရပါဗါတယ်အရှင်ဖမ်းမိတယ်ဆိုတာကသူတို့ရဲ့မိသားစုဝင်တွေသူတို့ကတော့စင်ကူပကဖကိုလွှဲပေးထားတယ်ဝင်မတိုက်ခင်ကလေးကလက်နက်ချဖို့ကြိုပြောတယ်လက်နက်မချရင်ဝင်တိုက်မယ်ဆိုတဲ့အကြောင်းကြိုတင်ပြီးတော့အကြောင်းကြားခဲ့တယ်အဲ့ဒီအချိန်မှာစစ်ကောင်စီဘက်ကလည်းလာလို့ရှိရင်တိုက်မယ်ဆိုတဲ့အကြောင်းကိုသူတို့ဘက်ကပြန်ပြောလို့ အဲ့ဒါကြောင့်25ရက်နေ့မှာကျွန်တော်တို့ဘက်ကဝင်တိုက်တယ်ဝင်တိုက်တဲ့အချိန်မှာတော်တော်လေးကိုခုခံမှုအားကောင်းတယ်လူကလည်းများကြီထောက်ဖို့ကလည်းပန်ဖလက်ခွန်၅စီးနဲ့လာရတာမကြသေးဘူးဆိုတော့ခါတိုင်းလို့ရမယ်ထင်ပြီးတော့ခုခံခဲ့တာထင်းနေကျွန်တော်တို့ဝင်တိုက်တာနှစ်ခါရှိပြီမအောင်မြင်ခဲ့ဘူးအခု၃ချိန်မြောက်မှာမအောင်မြင်ခဲ့တာသူကရေးလေကောင်းမှာဆိုတော့သွားလာရတဲ့ခတ်တယ် ဖောင်ဖြတ်ပြီးတော့တိုက်ခဲ့ရတာလို့ပြည်သူအစေခံတော်လှန်ရေးတပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောပြထားပါတယ်။ပိမ့်ပိုက်ရရှိခဲ့တဲ့ရွာသားယာစစ်ကောင်စီတပ်စခန်းဟာဝက်လက်မြို့နယ်အေယာဝတီမြေကမ်းတဲ့ဘေးမှာရှိတဲ့ကြီးပြားများကိုမိရှို့ခြင်းပစ္စည်းများကိုခိုးယူခြင်း ပြည်သူလူထုကိုတပ်ဖြတ်ခြင်းတို့ကိုအချိန်ချင်းပြုလုပ်ခဲ့တဲ့စခန်းတစ်ခုဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီစခန်းသိမ့်ပိုက်မှုအတွင်းမှာလက်နက်ခဲရအမျိုးအများကိုလည်းတိမ့်စီရရှိခဲ့တယ်လို့သိရပါဗျ။တိမ့်စီရရှိထားတဲ့လက်နက်က90တော့မကျော်ဘူး။ပြောင်းနေတဲ့လက်နက်တွေလည်းရှိတယ်။ရေလည်းတက်နေတာဆိုတော့ကျွန်တော်တို့နယ်မြေရှင်းလေးလုပ်တဲ့အချိန်မှာ 30ကျော်လောက်မျက်မြင်အလောင်းတွေတွေ့တယ်ကျွန်တော်တို့နယ်မြေရှင်းလေးမလုပ်ခင်မှာဒေသခံပတ်ကဖတွေကဝန်ရှင်းသွားတာတွေလည်းရှိတော့ခံမှန်းကြီး90ကျော်လို့ထုတ်ပြန်လိုက်တာသူက AR မြေလေကောင်မှာရှိတာဆိုတော့မြေထဲကိုညောသားတာတွေလည်းရှိတယ်လို့ပြည်သူအစီအကံတော်လိုင်းတပ်ဖွဲ့ကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်အခုလိုမျိုးဝင်ရောက်တိုက်ခိုက်မှုမပြုတ်လုံမီရွာသားယာပြူစောထီးစခန်းကနေပြီးတော့အလင်းဝင်ရောက်ခဲ့တဲ့ CDM စစ်သားတအူးပြည်သူအစီအကံတော်လိုင်းတပ်ဦးထံကိုအလင်းဝင်ရောက်ခဲ့တယ်လို့သိရပါတယ်၎င်းရဲ့ပြောပြချက်အရအကြမ်းဖက်စစ်ကောင်စီတပ်သားအယောက်30နဲ့ရွာသားယာရွာမ မှာရှိတဲ့အမျိုးသားများအားလုံးကိုအကြမ်းဖက်စစ်ကောင်စီကကာပိုင်လက်နက်များကိုထုတ်ပေးထားတယ်လို့သိရပါဗျ။အဲ့ဒီစခန်းသိမ်းတိုက်ပွဲကိုပြည်သူအစည်းအကံတော်လှန်ရေးတပ်ဖွဲ့ရွှေဘုတ်ခရိုင်အမှတ်1တပ်ရင်း2တပ်ရင်း ြေးဦးလိန်ခရိုင်9တဲနဲ့တရင်မန္တလေးခရိုင်တရင်6ဝက်လက်မြို့နယ်ပကဖားနယ်စင်ကူးမြို့နယ်ပကဖားတို့ကပူးပေါင်းကတိုက်ခတ်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်2ဦးဒီမိုကရေစီနဲ့ဖက်ဒရယ်ပြည်ထောင်စုအတွက်အသက်ပေးလူခဲ့ရတယ်လို့သိရပါတယ်။ရွာသားယာပြူစောတိစခန်းသိမ်းတိုက်ပွဲကနေပြီးတော့ဖမ်းဆီးရရှိတဲ့စစ်တုံးဗန်းများကိုလိုအပ်တဲ့စေဝါကုသမှုများပေးထားပြီးတော့လိုအပ်တဲ့စစ်ဆေးမှုများကိုပြုလုပ်ကာကောင်းမွန်စွာထိန်းသိမ်းဆောက်ရှောက်ပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းမရယာမြို့အနီးကစစ်ကောင်စီအုပ်စုရဲ့စခန်းတွေကိုတော်လိုင်းတပ်တွေကနှစ်ဖက်ညက်ပြီးတော့တိုက်ခိုက်နေပြီးမြို့နယ်နှစ်မိုင်ခွဲအကွာအထိကိုတိုက်ပွဲတွေနီးကပ်လာနေချိန်မှာစစ်ကောင်စီအုပ်စုကမန္တလေးနဲ့မရယာကြားကနေမြေတွေကိုပြန်လည်ဆုံးမုံနိုင်ဖို့အတွက်တပ်ရင်းပြောင်းရွှေ့တာနဲ့လက်နက်ကြီးအထိုင်ချတာတွေကိုတုံးမြဲလှုပ်ဆောင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြီးခဲ့တဲ့ဇူလိုင်လတတိယပတ်ထဲကမရယာမှာတာဝန်ကျနေတဲ့နေပြည်တော်စစ်ကောင်စီအုပ်စုရဲ့တပ်ရင်းကိုချက်ချင်းပြန်ရုပ်ပြီးတော့ကလေးမျိုးဘက်ကတရင်တစ်ခုလုံးကို ဇူလိုင်လ28ရက်နေ့ကမရီယာဘတ်ကိုပို့လိုက်ကမြို့တွင်းမှာလက်နက်ကြီးအထိုင်ကျတဲ့နေရာတွေကိုဖက်တိုးပြီးတော့လှုပ်ဆောင်နေတယ်လို့အဲ့ဒီသတင်းရင်းမြစ်ကပြောဆိုခဲ့ပါတယ်။တပ်ရင်းမှုတော်မှာဂျုံမသိဘူး။ရုတ်တရက်တပ်ပြောင်းလှုပ်လိုက်တာဒီချေချင်းတပ်ရင်းနေနဲ့လေချောင်းပေါင်းပြီးတော့မရီယာကိုပြန်ယူမှာလို့အဲ့ဒီစီရေးသတင်းအရင်းမြစ်ကစစ်ကောင်စီအုပ်စုဆောင်ရွက်နေတဲ့စီရေးဗျူဟာနဲ့ပတ်သက်ပြီးတော့ပြောပြခဲ့ပါတယ်။မရီယာမြို့ဒေသခံတွေရဲ့ပြောဆိုချက်အရမြို့ကိုပြောင်းရွှေ့ရောက်ရှိလာတဲ့ စစ်ကောင်စီအုပ်စုတိုင်ရဲဟာမရိယာမြို့ထက်တန်းကျောင်းမှာအခြေချတပ်ဆွဲထားပြီးတော့လက်နက်ကြီးအထိုင်တွေပါထတ်တိုးထားတယ်လို့သိရပါတယ်။ဒါ့အပြင်အရင်ကတည်းကလည်းတပ်ဆွဲထားတယ်မရိယာမြို့လည်းကဘောလုံးကွင်းထဲမှာလည်းအင်အားတွေထတ်တိုးထားပြီးတော့လက်နက်ကြီးအထိုင်ချထားတယ်လို့ဆိုပါတယ်။ပြီးခဲ့တဲ့ဇွန်လလပထမပတ်အတွင်းမှာမရိယာမြို့နယ်အင်ချင်းမြိုင်လေးချောင်းရံကာကွယ်ရေးတပ်အပါအဝင်စစ်ကောင်စီအုပ်စုရဲ့တပ်စခန်းတွေကိုတော်လိုင်းအင်အားစုတွေဘက်ကသိမ်းယူထားနိုင်ခဲ့တယ်လို့မရိယာနဲ့နှမိုင်ခွဲကအကွာမှာရှိတဲ့ တောင်တငါတပ်စခန်းအပါဝင်စစ်ကောင်စီအုပ်စုရဲ့တပ်စခန်းပေါင်း28ခုအထိကိုပိတ်ပတ်ရရှိထားခဲ့တာဖြစ်တယ်လို့သိရပါတယ်စစ်ကောင်စီအုပ်စုဟာမရီယာနယ်ကိုပြန်လည်ရရှိနိုင်ဖို့အတွက်လေကြောင်းကနေတဆင့်ဘုံကျဲတိုက်ခိုက်ဓာတ်တွေကိုလုံဆောင်နေခဲ့ပြီးတော့မရီယာနဲ့မန္တလေးမြို့ကြားကကြောက်တရားချိရွာမှာလည်းမကြာခဏတိုက်ပွဲတွေဖြစ်ပွားနေခဲ့တယ်လို့ဇူလိုင်လ26ရက်နေ့အထိကိုမရီယာနယ်ထဲမှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်လို့တော်လိုင်းအင်အားစုတွေကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်မှာရေနှင်းမြုပ်နေတဲ့လေသိပ်ရွာကိုအကြမ်းဖက်စစ်ကောင်စီကရဟတ်ရင်နဲ့ဘုံဆက်၃လုံးကျဲချတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ30ရက်နေ့ညနေ4:45မိနစ်အချိန်ခန့်မှာတနင်္သာရီမြို့နယ်မှာရှိတဲ့ရေနှင်းမြုပ်နေတဲ့လေသိပ်ရွာကိုအကြမ်းဖက်စစ်ကောင်စီကရဟတ်ရင်နဲ့ဘုံသီးဆက်၃လုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာပြည်သူများထိခိုက်မှုမရှိကြောင်းကနအူးသိရှိထားရတော့လဲမြေပြင်အခြေအနေအသေးစိတ်ကိုတော့အတိမပြုတ်နိုင်သေးဘူးလို့သိရပါတယ်။လေသိပ်ရွာ ာကိုညနေပိုင်းမှာ MI2 ရဟတ်ယာဉ်နဲ့ဘုံသီး73လုံးကျဲချတိုက်ခိုက်ခဲ့ပါတယ်လယ်တစ်ရွာကရေဘေးခန်းစားနေရတဲ့ရွာပါပြည်သူတွေထိခိုက်မှုမရှိဘူးလို့ကနအူးသိရပေမဲ့အခြေအနေအသေးစိတ်ကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ဘိတ်ခိုင်ပြည်သူကာကွယ်ပူးပေါင်းစစ်ကြောင်းတစ်ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်လက်ရှိမှာစစ်ကောင်စီတပ်ကတနင်္သာရီတိုင်းအတွင်းစစ်ကြောင်းထုံးမှုများကိုအရှိန်ဟုန်မြင့်ပြီးတော့လှုံ့ဆောင်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့မခွေးတိုင်းမြန်မြို့နယ်ကကြေးရွာတွေကိုစစ်ကောင်စီကရဟတ်ရင်ကိုတုံးပြီးတော့ပြစ်ခတ်ခဲ့တာကြောင့်ထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ29ရက်နေ့မနက်7:00နာရီကျော်လောက်မှာမုံရွာနမခကနေတက်လာတဲ့ MI35 ရဟရင်တစည်းဟာကံကြီးရွာနယ်အုပ်ဖို့ရွာဘက်ကိုပြစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်ကံကြီးရွာကဒေသခံအမျိုးသားတို့ကြီးစံထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။အခုလိုတိုက်ခိုက်နေခြင်းအတွဲမှာကံကြီးရွာအနီးကစာတင်ကျောင်းကနေပြီးတော့အင်ကိုပြန်လာကြတဲ့ကျောင်းသားတွေကိုလည်းစစ်ကောင်စီတပ်သားတွေကတွေ့ပြီးတော့ရဟရင်ဘော်ကနေပြီးတော့ပြစ်ခတ်ခဲ့သေးတယ်လို့ဆိုပါတယ်။လေရင်ကတခြားရွာကိုပြစ်တာအကုန်လုံးကလန့်ပြီးတော့ကိုရွာကိုပြန်ပြေးကြတာပေါ့။တချို့ကလည်းပြန်လို့မရတဲ့အခါကျတော့သူများအိမ်တွေကိုလိုက်သွားတာစိုင်းကယ်တွေကတန်းစီပြီးသွားတာကိုလေရင်ကမြင်ပြီးတော့ပြစ်တာ။ ចောင်းသားတယောက်ကတော့ဆိုင်ကယ်လဲသွားတယ်လို့ចောင်းကနေထွက်ပြေးလာသူတူကပြောပြခဲ့ပါဗျာ စစ်ကောင်စီတပ်သားတွေအခုလိုပြစ်ခတ်တာနဲ့ပတ်သက်ပြီးတော့နောက်ထပ်ဒေသခံအုပ်ကလည်းအခုလိုပြောပြခဲ့ပါဗါးဘာမှအပြစ်မရှိတဲ့ကလေးငယ်တွေကိုလေရင်နဲ့ပိတ်ပစ်တာကတော့ရုံမှလုံးနေဗျာအဲ့ဒီလိုတွေမဖြစ်ရအောင်လို့ကလေးတွေကိုကာကွယ်ပေးဖို့ဘယ်သူမှတာဝန်ရှိလဲတာဝန်ရှိတဲ့သူတွေကိုသိစေချင်ပါတယ်ကလေးတွေရဲ့လုံခြုံရေးအတွက်တတ်နိုင်သေးတဲ့တာဝန်ယူပေးစေချင်ပါတယ်လို့ကံကြီးရွာကဒေသခံတို့ကပြောပြခဲ့ပါတယ်အဲ့ဒီရဟတ်ရင်တွေဟာတရက်ထဲမှာပဲငကဘို့ရွာနဲ့ကုန်းပလူရွာချားဒေသအခေါ်ဇယက်နေတော်တိုက်စတဲ့နေရာတွေကိုလေးချောင်းပစ်ခတ်မှု၃ချိန်တိတိပြုလုပ်ခဲ့တယ်လို့ ဆိုပါရယ်လက်ရှိမှာတော့လေကြောင်းပစ်ခတ်မှုပြုလုပ်သွားတဲ့နေရာအနီးတစ်ဝိုက်မှာရှိတဲ့စာတင်ကျောင်းတွေကိုပိတ်ထားရကြောင်းသတင်းရရှိပါရယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာ